ဟယ်လိုမင်္ဂလာပါရှင်။ကျွန်မဆွေးနွေးပေးနေတယ်ပေါ့နော်။ကလေးတွေကိုကြမ်းကြမ်းခံနိုင်တဲ့စွမ်းရည်လေးဖွံ့ဖြိုးလာအောင်ဆောင်ရွက်ရမယ့်အကြောင်းအရာလေးတွေကိုဆွေးနွေးပေးနေခြင်းဖြစ်ပါရဲ့ရှင်။အဲဒီမှာဆိုလို့ရှိရင်ယနေ့ကျွန်မဆွေးနွေးမယ့်အကြောင်းအရာလေးတွေအရောပေါ့နော်။အဲရှေ့မှာတော့ကျွန်မပြောခဲ့တယ်ပေါ့နော်။အဲ resilience ဆိုတာဘာတုံးဆိုတဲ့အကြောင်းအရာလေးကိုမနေ့တော့ဆွေးနွေးပေးခဲ့တယ်။ယနေ့မှာကျတော့ကျွန်တော်တို့ဘာကြောင့် ကျန်းကျန်းခံနိုင်မှုလိုအပ်တာလေပေါ့ဒီကြားရလေးကိုဆွေးနွေးပေးမှဖြစ်ပါတယ်ရှင်ဒီမှာဆိုရင်ကျမတို့ဒါလေးကိုဆွေးနွေးပေးမပေးခင်လေးပေါ့နော်ဒီပုံလေးကိုကြည့်ကြည့်အောင်ဒီကဲကိုမြေကြီးကပကြားဧပြီးတော့နေတဲ့ပုံမှာဒီကဲကို6သွေးပြီးတော့အဲမြေကြီးတောင်ပပကြားဧနေတဲ့အခြေအနေမျိုးမှာဒီလိုမျိုးစိမ့်ဆိုးပြီးတော့လန်းစန်းနေတဲ့အပင်လေးတစ်ပင်ကိုတွေ့မြင်လိုက်ရရင် ကျမတို့ရဲ့စိတ်ထဲမှာကျမရဲ့ဆွေးနွေးချက်တွေကိုလိုက်ပါကြည့်ရှုနေတဲ့အဲပေါ့နော် လူကြီးမင်းတို့ရဲ့စိတ်ထဲမှာပြုစုကလေးတွေကိုပြုစုပြိုးထောင်ပေးနေတဲ့တကယ်ကိုပဲအဖို့မပြတ်နိုင်တဲ့တန်ဖိုးရှိတဲ့ကလေးကိုပြုစုစားလျှောက်ပေးနေတဲ့သူတွေရဲ့အတွေးလေးတွေထဲမှာဘလို့ဖန်စားလိုက်ရမလို့အင်မတန်ခြောက်သွေ့နေတဲ့နေရာမြေဘလောက်ကြီးခြောက်သွေ့လို့ဆိုရင်မြေကြီးတွေတောင်ပက်ကြအဲ့လောက်အောင်ပဲခြောက်သွေ့နေတာ အဲ့လိုမျိုး၆တွေ့နေရဲ့နေရာမှာဒီလိုမျိုးတစ်ပင်စိမ့်စိမ့်ဆူဆူလေးတပင်ကိုမြင်လိုက်ရရင်စိတ်ထဲမှာတော့တေးကြတယ်ကျမတို့တို့ကြည်နူးတဲ့စိတ်ကလေးစိတ်ခံစားချက်အားလေးကောင်းသွားမယ်နောက်တခါကောင်းတာနဲ့တပြိုင်တည်းဒီလိုအခြေအနေမျိုးမှာတော့ အပင်လေးရကြံ့ကြံ့ခံပြီးတော့သူရှင်သန်းနေသေးတာဆိုတာလေးရပေါ့နော်ဒီလိုမျိုးရှင်သန်းနိုင်နေဆိုတာအံ့ဩချီးကျူးလေးစားဖို့ကောင်းနေဆိုတာလေးပါဆက်ပြီးတော့တွေးမိသွားစီမှာ ဖြစ်ပါတယ်ရှင်အဲ့တော့ကြတော့ကျွန်တော်တို့ဒီကလေးတွေပေါ့နော်ကျွန်တော်တို့လူကြီးတွေရောကလေးတွေရော ပြုစုပြောထောင်နေသူတွေရောဘဝမှာအခက်အခဲတွေပြဿနာတွေအနေအမြင့်အတဲ့အကြတွေဟာရှိနေမယ် ရှိနေတာတွေကိုကျွန်တော်တို့တွေဘယ်လိုစိတ်ထားတွေနဲ့ရင်ဆိုင်ကြော်လွားကြမလို့ရင်ဆိုင်ဖြည့်ရှင်းကြမလို့ဆိုတာကလိုအပ်တယ်အဲအားကြောင့်ပြည့်ညံ့ခံနိုင်မှုစိုင်းရီဆိုတဲ့ resilient အားကောင်းနေဖို့လိုအပ်တယ်ဆိုတာလေးကိုဆွေးနွေးပေးနေရခြင်းဖြစ်ပါတယ်ရှင်အဲ့တော့ဒီလိုမျိုးအခြေအနေမှာတော့အပင်လေးကရှင်သန်နိုင်နေဆိုတော့မြင်းသူကိုအားရှိတယ်လို့ပဲပေါ့နော်ကျမတို့တို့တွေကလည်းဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကျဉ်းကျန်းခံနိုင်တဲ့စိတ်သက်တည်ရှိနေတယ်ဆိုတာအားလုံးတွေအားရှိစေတယ်အားတက်စေတယ်အဲ့လိုဖြစ်အောင် ကျမတို့ရဲ့ကလေးတွေကိုလည်းလေ့ကျင့်ပြောထောင်ပေးခဲ့ကြရမှာဖြစ်ပါတယ်ရှင်အဲ့တော့ကျမတို့ resilient ကျဉ်းကျန်းခံနိုင်မှုဘာလို့လိုအပ်တာလို့ဆိုရင် အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့လိုအပ်တယ်ဘဝမှာတွေ့ကြုံလာရမယ့်အခက်အခဲတွေအရွယ်အလိုက်ပေါ့နော်ចောင်းသားဆိုလေចောင်းသားအရွယ် နိုးစုကလေးအရွယ်အားစမှာပါမွေးကလေးရအခက်ခဲဆိုတာရှိလာတာအဲမနော်ဒါလေးရကျွန်တော်တို့တွေကအသက်ရှင်စီငယ်အသက်ရပြီဆိုကြတဲ့ကအဲကျွန်တော်တို့လူဆိုရဖြစ်လာပြီဖြစ်တည်ကြီးပြီဆိုကြတဲ့ကအခက်ခဲတွေဆိုတာရှိနေပြီအဲ့အခက်ခဲတွေကိုကြော်လွားဖို့ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်လိုအပ်တယ်နောက်တစ်ခါပြဿနာတွေကို ဖြေရှင်းနိုင်မှု ပြဿနာဖြေရှင်းတဲ့အခါမှာလဲ resilient ရှိတဲ့သူတယောက်ကဖြေရှင်းတာက ပို့ပြီးတော့ မှန်ကန်တဲ့အောင်မြင်မှုတွေကိုရရှိလာစေနိုင်တယ်။ဒါကြောင့်ပြဿနာဖြေရှင်းတဲ့အခါမှာလည်းကြံ့ကြံ့ခံနိုင်စွမ်းရည်တွေရှိဖို့လိုအပ်မယ်။ကြံ့ကြံ့ခံနိုင်တဲ့စွမ်းရည်ဟာအင်မတန်ကိုပဲအရေးတကြီးလိုအပ်တယ်။ရှိနေဖို့လိုအပ်တယ်။မရှိမဖြစ်လိုအပ်တဲ့စွမ်းရည်တခုလည်းဖြစ်ပါရဲ့ရှင်။နောက်တစ်ခုကအပြက်သဘောဆောင်တဲ့အတွေးတွေကိုဖယ်ရှားနိုင်ဖို့ကျမတို့တရားနဲ့လူတရားနဲ့တရားအတွေ့အကြုံမတူကြဘူးတချို့ကအကောင်းမြင်တဲ့စိတ်တွေများတယ်တချို့ကကြတော့အပြည့်သဘောဆောင်တဲ့ အဲပေါ့နော်အဲစိတ်တွေများတယ်ပေါ့နော်ဒါဆိုရင် အပြတ်သဘောဆောင်တဲ့အတွေးတွေတွေးနေရဆိုရင် ကျမတို့ကိုကျမတို့သတိရှိရတော့မယ်။အိုးတို့တွေကြမ်းကြမ်းခံနိုင်တဲ့စွမ်းရည်တွေရော့နေတာပါလားဒါဆိုရင်ကျမတို့ဘလို့နီးလဲနေနေပြန်ပြီးတော့အောင်မြင်အောင်ကြော်လွားမလို့ဘလို့မြင့်တင်မလို့ပေါ့နော်ဒါမျိုးလေးတွေကိုသုံးသပ်ဖို့လိုပါတယ်ရှင်။အဲ့တော့ကျမတို့အပြတ်သဘောဆောင်တဲ့အတွေးတွေကိုဖယ်ရှားနိုင်မှုဆိုရင် ကြံ့ကြံ့ခံနိုင်တဲ့စွမ်းရည်တွေရှိနေဖို့လိုအပ်တာလည်းဖြစ်ပါတယ်ရှင်။နောက်ပြီးတော့စ조사ဖို့အရေးကြီးတယ်တဲ့။လက်မလျှော့ဖို့အရေးကြီးတယ်တဲ့။ဒါတွေကို조사နိုင်ဖို့တို့ပေါ့ လက်မလျှော့ဖို့လို့ဆိုတာဟာကြမ်းကြမ်းခံနိုင်တဲ့စွမ်းရည်ရှိမှသာဒီလိုမျိုးအလုပ်တွေအတွေးတွေဟာဖြစ်ပေါ်လာစေမှာဖြစ်ပါတယ်ရှင်။အဲ့တော့ဘဝမှာအခက်အခဲတွေအနှိမ့်အမြင့်တွေတဲကြရရှိမယ်။ဒါမျိုးတွေကိုဆက်လက်ကြိုးစားဖို့အရေးကြီးတယ်လက်မလျှော့ဖို့အရေးကြီးတယ်။ဒီလိုမျိုးကြိုးစားနိုင်ဖို့လက်မလျှော့နိုင်ဖို့ဆိုရင်ကျမတို့ကြမ်းကြမ်းခံနိုင်တဲ့စွမ်းရည်တွေရှိနေဖို့လိုအပ်တာဖြစ်ပါတယ်ရှင်။အမားကနေသင်ယူနိုင်ဖို့ ကလေးတွေကိုမှားမှဆိုးလို့ဘာမှမလုပ်ခိုင်းဘူးမိဘကြီးအုတ်ထင်းသူမိဘကြီးလှုပ်ပေးတယ်ထာမျိုးတွေမဖြစ်ဘဲနဲ့သူ့ကိုမှားခွင့်ပေးရမှာပါမှားလူမျိုးမှားမှားလိုက်တဲ့အကြောင်းအရာတစ်ခုကနေအဲလှုပ်ရတဲ့ခုကနေပြီးတော့ဒီလူမျိုးလှုပ်ရင်တော့မှားတယ်နောက်တစ်ခါမှမှားအောင်ဘယ်လိုပြန်ပြီးတော့ကျမတို့တွေဆောင်ရွက်မလို့ဆိုတဲ့အတွေ့အရာရှိဖို့ကကြံ့ကြံ့ခံနိုင်တဲ့စွမ်းရည်ရှိနေဖို့လိုအပ်ပါတယ်ဒါကြောင့်ဒီလိုမျိုးပေါ့နော် စိတ်ဖိစီးမှုတဲ့အခြေအနေတွေကိုရင်ဆိုင်ကျော်လွှားနိုင်မှုစိတ်ဖိစီးမှုဆိုတာအကြောင်းအရာမျိုးမျိုးကြောင့်စိတ်ဖိစီးမှုတွေဟာဖြစ်ပေါ်နေတွေပါဖြစ်ပေါ်နေတာဆိုတော့အဲ့လိုမျိုးစိတ်ဖိစီးမှုတွေကိုရင်ဆိုင်ကျော်လွှားနိုင်မှုလေကျွားတို့ကြမ်းကြမ်းခံနိုင်တဲ့စွမ်းရည်တွေလိုအပ်လိုအပ်ပါလေရှင်အဲ့တော့ဘာကြောင့်ကြမ်းကြမ်းခံနိုင်မှုလိုအပ်တာဆိုဒီအချက်တွေပေါ့နော်ဒီအချက်6ချက်အခက်အခဲတွေကိုကျော်လွှားနိုင်ဖို့ ပြဿနာတွေကိုဖြေရှင်းနိုင်မှုအပြည့်သဘောဆောင်တဲ့အတွေးတွေကိုဖယ်ရှားနိုင်မှုစ조사ဖို့အရေးကြီးတယ်လက်မလျှော့ဖို့အရေးကြီးတယ်ဆိုတာတွေရဲ့အမားကနေပင်ယူနိုင်မှုတွေရဲ့စိတ်ဖြစည်းမှုတွေကိုကြော်လွားပြီးတော့ရင်ဆိုင်ကြော်လွားနိုင်မှုတွေပေါ့နော်ဒါမျိုးတွေအတွက်ကျမတို့ကြံ့ကြံ့ခံနိုင်နဲ့အဲ resilient စွမ်းရည်လိုအပ်ခြင်းဖြစ်ပါတယ်ရှင်အဲ့တော့ကြတော့ဒီထဲမှာဆိုလို့ရှိရင်ကျမတို့ပေါ့နော် နေ့စဉ်လှူဆောင်ရမယ့်အဟိုအချိန်စရာတွေနဲ့ကန့်သက်ခြင်းအကျိုးပေါ်ရှေ့မှာကျွန်မဆွေးနွေးခဲ့တဲ့အထက်မှာပါတယ် 5R ရဲ့အမှလေးမှတ်မိကြမယ်လို့မြင်မှာဒီမှာကိုသတိလေးရလိမ့်မယ်လို့မြင်ပါတယ်ရှင် 5R နေ့စဉ်ပြုလုပ်ရမယ်အဲ့ထဲမှာကျွန်တော်အဓိကဒီနေ့စဉ်လှူဆောင်ရမယ့်အအလုပ်တွေကိုအချိန်လေးနဲ့ကန့်သက်ပြီးတော့လှူဆောင်ရမယ်ဆိုတဲ့အချက်ကလေးချက်လဲကျွန်မအဲဆွေးနွေးခဲ့တဲ့အထက်မှာပါတယ်ဒီရရဲ့လူမျိုးလှူဆောင်ရင်အကျိုးတွေပေါ့ကျမတို့ဒီ ဒီမြမမှုနယ်ပယ်မှာဟိုပဲပေါ့နော်ကျမတို့ငငယ်ကလေးကတင်ခဲ့ရတဲ့ခပြားလေးရှိတယ်လေဟာကျမတို့မူလာတန်းရွယ်ကလေးကတင်ခဲ့ရတာစောစောထာအေးရာသိမျက်နာသိအစာစာအဲအဲ့လိုမျိုးလေးပေါ့နော်အဲ့ဒီကခပြားလေးဆိုလို့ရှိရင်ကျမတို့ ဟောအေးရထားလို့ရှိအေးရစောစောထားအေးရကိုစောစောထားရမင်းအေးရထားပြီးလို့ရှိရင်မိမိအေးရကိုဒီတိုင်းပဲထားခဲ့ရမှာမဟုတ်ဘူးကျွန်တော်တို့ဘာလို့အောင်လို့ဆိုရင်အဲတင်းခဲ့အောင်မင်းအေးရတင်းပြီးမျက်နှာတင်းမင်းမျက်နှာတင်းပြီးရင်သွားတိုက်မင်းဟောဒီကမှသူ့ရဲ့အစ်စ်နေရာဆက်ပါနော်ကျွန်တော်တို့မှန်ကန်ခဲ့ရည်နော်မျက်နှာတင်းပြီးမှသွားတိုက်ရတယ်ဆိုတဲ့အစ်စ်လေးရတယ်သူ့ရဲ့လုံးရက်ကလေးလုံးဆောင်ရမယ်အစ်စ်လေးတွေကတကယ်ကိုပဲအင်မတန်ကောင်းမွန်ခဲ့ရလေစောစောထားအေးရတင်း အဲမျက်နာတိသွားတိုင်းအစာစာအဲအဝေလဲကြောင်းသွားပေါ့နော်စသည်ဖြင့်ပေါ့နော်အများကြီးသူ့ရဲ့ကြပြားလေးရှိရလေအားဆိုလို့ရှိရင်ဒီလိုမျိုးဒီရကြပြားလေးရဲ့မှာဆိုရင်ငယ်စဉ်ကလေးကအလေးကျင့်လေးတွေလုပ်ပေးခဲ့တာအေးရထားရင်စောစောထားမယ် ပြီးရင်ကျမတို့အိရာကိုလည်းသိမ်းခဲ့ရမယ်ပြီးရင်မျက်နာတည့်ရမယ်မျက်နာတည့်ပြီးမှသွားတတ်ရမယ်ဒါမျိုးတွေပေါ့နော်ကျမ်းမာရေးအတွက်ကိုပါအကုန်လုံးပါခဲ့တာဒါမျိုးတွေကိုကျမတို့အလေးအကျင့်နေနဲ့လှုပ်ဆောင်ခဲ့ကြရတယ်ဒီလိုမျိုးလေးပဲပေါ့နော် routine ဖြစ်ရမယ်နေ့စဉ်လှုပ်ဆောင်ရမယ်နေ့စဉ်လှုပ်ဆောင်ရမယ်အကြောင်းနေနောက်တကသူအစာစားရမယ်ချိန်မှာအစာစားမယ်အဲတည်ရစာစားရမယ်ချိန်မှာစားမယ်ဒါမျိုးတွေကိုပေါ့နော်ပုံမှန်ဖြစ်အောင်လုပ်ရမယ်နောက်တစ်ခုကတော့ဒီထဲမှာကျမအထူးပြောလိုတာပေါ့နော် ကျမတို့ငယ်ငယ်တုန်းကဒီလိုမျိုးဖုံးနေဆိုတာဟိုဒီလောက်ကြီးမြင့်ပညာတွေမထွန်းကားသေးဘူးအဲ့တော့ကြတော့အဲစကရင်တိုင်းဖြစ်ဖို့ဆိုတာအင်မတန်ကိုစကရင်တိုင်းနေများဖို့ဆိုတာအင်မတန်ကိုအခွင့်အရေးနည်းတယ်ဒီကိကြတော့အဲ့လိုမဟုတ်တော့ဘူး TV တွေဖုန်းတွေကတကယ်ကိုပဲလွယ်လွယ်ကူကူနဲ့ပေါ့နော်အဲငွေကြေးအဖြစ်လဲတက်တက်တာတာနဲ့ပေါ့နော်ဟို ဝယ်လို့ရနေပြီလူတိုင်းဖုံးကိုင်းနိုင်ပြီတိုးတက်လာကြတာပေါ့နော်တိုးတက်လာကြတဲ့အခြေအနေလေးပေါ့ရှင်အဲ့တော့ကျတော့တိုးတက်လာတာနဲ့တပြိုင်တည်းပဲကျွန်တော်တို့တွေရဲ့အဲကလေးကိုပြုစုပြောင်းစောင့်ရှောက်တဲ့သူတွေရဲ့အသည့်တွေအတွေ့အခေါ်တွေအားလည်းမြင်မာလာဖို့လိုတယ်ဒီ screen တိုင်းနေရာကလေးရဲ့အုံနောက်ကောခန္ဓာကိုယ်ပိုင်းကောဖွံ့ဖြိုးမှုတွေကိုနောက်အနောက်ဆက်ပေးစီတယ်ဒါကြောင့်ဒီလိုမျိုး screen တိုင်းတွေကိုတော့အမြဲတမ်း ူတို့ကိုထိမ့်ချုပ်ထားရမယ်စကရင်တိုင်းဟာရေးကြည့်ရဲ limit ထားရမယ်ပေါ့နော် limit ထားရမယ်အဲ့ limit ကိုဘယ်တော့မှမကျော်စရာဘူးပေါ့နော်စကရင်တိုင်းဟာရေးစကရင်တိုင်းနေမများဖို့ရေးကြည့်ရဲကလေးတွေရဲ့အုံနောက်ဖွင့်ပြဖို့ဟောခုနကျွန်တော်တို့ကျွန်တော်ဥတီဆွေးနွေးနေတဲ့ကြမ်းကြမ်းခံနိုင်တဲ့စွမ်းရည်တွေဖွင့်ပြဖို့အတွက်ကောစကရင်တိုင်းနေဟာရှော့ချထားပါမယ်ကန့်သက်ထားပါမယ်ဆိုတာလေးကိုတော့အဲထူးလေးပြီးဆွေးနွေးလိုပါတယ်ကျွန်မခုနရွတ်ပြခဲ့တဲ့ကြပြလေးထဲမှာတော့ အဲစောစောထအိယာတိန်ပေါ့နော်ဒါလေးပဲပါတာပေါ့နော်အဲဒီဒီလိုမျိုးစကရင်အတိုင်းမပါဘူးပေါ့နော်အဲ့တော့ကျတော့ဒီဟာကတော့ကျွန်တော်တို့ဒီကကဘာကြီးရွာကြီးတွေပါဖြစ်လာပြီတက္ကနော်တော့ဒီကဒီပညာပိုင်းနေရာလဲထွန်း အရန်ကို တိုးတက်နေပြီတိုးတက်တာနဲ့တပြိုင်တည်းပဲကျမတို့ရဲ့ကလေးတွေအတွက်အနေရဖြစ်စေမယ့်ဒီကစကရင်တိုင်းနေဖုန်းတွေ TV တွေ tablet တွေနဲ့ပေါ့နော်သူတို့ငြိမ်းနေဆိုပြီးတော့လွတ်မထားပဲနဲ့အကန့်အသတ်ထားဖို့ထိန်းချုပ်ဖို့ကို ကျမအထူးလေးပေးပြီးဆွေးနွေးလိုပါတယ်ရှင်အဲ့ဒါတွေကကျမတို့ကလေးတွေရဲ့အတွေးခေါ်တွေကြံ့ကြံ့ခံနိုင်မှုစွမ်းရည်တွေအုံနောက်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေကို ရော့ကျစေတာလည်းဖြစ်ပါတယ်ရှင်ဒါကြောင့်စကရင်တိုင်းကိုကန့်သက်ထားရမှာဖြစ်ပါတယ်ရှင် ဲ့လိုပါပဲမိမိကိုကိုအဲပေါ့နော်အပြုအမူတွေရှိမင်းအဲ့ဓာတွေကိုလည်းကျမတို့သူတို့တွေကိုပေါ့နော်အဓိကအဲသူတို့တွေရဲ့အပြုအမူတွေကို ကျမတို့တွေစီမင်းစီကန်းနေထားတဲ့အခါမှာလည်းပဲအဲပေါ့နော်ဟိုလွန်ကဲတဲ့သူတို့မလိုက်နိုင်မလိုက်လိုက်နာဖို့ခက်ခဲတဲ့ပုံစံမျိုးတွေစီမင်းစီကန်းနေမထားဘဲနဲ့ပေါ့နော်လျော့ညီတဲ့ အဲ consistent ဖြစ်ဖို့လိုပါတယ်အဲ့လိုမျိုးဖြစ်မှသာကျမတို့ကလေးတွေပါပေါ့နော်ဒီသူတို့တွေရဲ့ဘဝမှာအဲ up and down ပေါ့နော်အဲဘဝရဲ့အနေအမြင့်အတဲ့ကြတွေကိုသူတို့တွေကိုတွေ့ပေါ့နော်ဒီက resilience ဆိုတာနေပြီးတော့ကျဉ်းကျဉ်းခံနိုင်တဲ့စွမ်းရည်ကသူတို့ကိုအကူအညီပေးနိုင်မှာလည်းဖြစ်ပါတယ်ရှင်ဒါလေးကိုကျမကဒါအချင်းချင်းအနေနဲ့ပြန်ဆွေးနွေးပေးတာပါ ပုံမှန်လုံရုပ်လုံစင်စီးမြင်းနေတတ်မှတ်ခြင်းရဲ့အကျိုးကျေးဇူးတွေအဲ့ဒီအကျိုးကျေးဇူးတွေမှာဆိုရင်အေယာဝင်ငတ်သက်ကလေးကျင်နေခဲ့တာ sorry ပါအေယာဝင်ချိန်နဲ့အေယာထချိန်တွေကို ပုံမှန်အတိုင်းလုပ်ကြရမယ်အေယာထချိန်အေယာဝင်ချိန်မှန်ရမယ်ပေါ့နော်နောက်တစ်ခါအဲအစားအစာတည်စားစားတဲ့ချိန် အဲအဓိကအစားအစာတွေကိုဘယ်ချိန်မှစားမဲတော့ဒါတွေကိုပုံမှန်နေစဉ်အချိန်မှန်ကြွေးရမယ်။ဖန်သားပြင်ကြည့်ရှုခြင်းအတွက်ကန့်သက်ချက်တွေကိုတတ်မှတ်ထားရမယ်။စီးမြင့်နေတဲ့ပြဿနာအပြုအမူတွေကိုဂိုင်းတွယ်ဖြည့်ရှင်းပုံတွေမှာ သဘောထား ပေါ့နော်သဘောထားဟာသူတို့ဘောမှာပေါ့နော်အမြဲတမ်းတသက်မှတ်သေးထားရမယ်ပေါ့နော်စီမင်းနေဘူးပေါ့အဲသူတို့တွေပေါ့လွန်ကဲတာမျိုးမဖြစ်အောင်ပေါ့နော်ကျွန်တော်တို့အေးစိတ်ကြီးနေရင်တော့စိတ်ကိုသူ့ကိုလွတ်ပေးထားလိုက်ပြီးစိတ်တူပြီးဆိုရင်တော့ဘယ်မှမမလွတ်အောင်လို့ကန့်သက်ตามเนี่ยမျိုးတွေမလောက်အောင်ပေါ့เนาะတဘောရာတီမြင်ရမယ်ဘယ်လိုနေသားမျိုးမှာပဲဖြစ်ဖြစ်ကလေးပုံစီမြင်စီကန်းနေချမှတ်တဲ့အခါမှာတကယ်အဲ consistent ဖြစ်ရမယ်ပေါ့ အဲနောက်တစ်ခါဒီကစိတ်သက်ကြန့်ခိုင်မှုဆိုတာကလေးတွေရဲ့အခက်အခဲတွေကိုပေါ့နော်ဘဝမှာအတဲကြအနေမြင့်တွေကိုရင်ဆိုင်ကျော်လွှားနိုင်မှုဟာကျွန်တော်တို့ကြံ့ကြံ့ခံနိုင်မှုဆိုရယ် resilient နေရှိကြရမှာဖြစ်ပါတယ်ရှင်အဲ့တော့ကျွန်မယနေ့ဆွေးနွေးပေးသွားရအကြောင်းအရာလေးဆိုရင် ကြံကြံခံနိုင်တဲ့စွမ်းရည်တွေဘာကြောင့်လိုအပ်တာတော့ဆိုတဲ့အကြောင်းလေးတွေကိုဆွေးနွေးသွားတယ်။အဲ့လိုမျိုး resilient နေဖြစ်ဖို့လေကျွန်တော်တို့နေ့စဉ်လုပ်ငန်းတွေကိုပုံမှန်အချိန်နဲ့ပေါ့နော်လုံဆောင်စေခြင်းအကျိုးကျေးဇူးလေးတွေကိုလည်းဆွေးနွေးသွားတယ်။အဲ့တော့ကြတော့ပေါ့နော်ကျွန်တော်တို့ရဲ့ကလေးတွေကိုလည်းခုနကလိုမျိုးပေါ့နော်ဆွေးနွေးရတဲ့အချိန်မှာပါတဲ့ screen time တွေကိုကန့်သတ်ထားပြီးတော့ပေါ့နော်သူတို့တွေနေ့စဉ်ပုံမှန်လုပ်တဲ့လုပ်ငန်းလေးတွေမှာလည်းပဲအချိန်နဲ့အညီအဲလုံဆောင်တတ်အောင် အဲငယ်စဉ်ကလေးကနေပြီးတော့လေ့ကျင့်ပေးသွားကြရမယ်ဆိုတဲ့အကြောင်းလေးကိုကျမအနေနဲ့ဆွေးနွေးပေးရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကိုချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်